အားလုံးမင်္ဂလာပါကျွန်တော်မတန်တယ်မှာအခုဆိုရင်ကျွန်တော်တို့ဒါတရုတ်ပြည်ရဲ့နာမည်ကြီးတဲ့ဘာခေါ်လဲကျွန်တော်တို့ Hongji ရဲ့ HS7 လေးကိုပြောပြပေးသွားမှာပါကျွန်တော်တို့ဒီ Hongji HS7 ကကျွန်တော်2019မှာစပြီးတော့ first generation အနေနဲ့စထုတ်တယ်2023လိတ်မှာရုပ်ပြောင်းသွားတယ်ဒီခေါင်းကတော့ကျွန်တော်2023ကိုမှနောက်ဆုံးအဲထွက်တဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော် SKD ဖြစ်တဲ့အတွက်အဲရန်ကုန်လိုက်ဆင်းလဲရတယ်ပေါ့နော် HS7 ကဘာလို့ထူးခြားသွားမလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ HS7 ကကျွန်တော်တို့ဒီ Hongji ကကျွန်တော်တို့ ထူးထူးခြားခြားနဲ့ပါလဲဆိုရင်3.0အဲစူပါချက်နဲ့လာတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့အင်ဂျင်မှာကျွန်တော်တို့တရုတ်ကားတွေထဲမှာအဲအင်ဂျင် ကြီးကြီးနဲ့လာတာဆိုတော့ဒီကားတစ်စီးပဲရှိမယ်ကျန်တဲ့ကျွန်တော်တို့ဂျက်တောတို့ဒီအခု BJ60 တို့ဘာတော့မှ2.0ဒီနဲ့ပဲလာတယ်ဒီကောင်က3.0မှာစူပါချက်နဲ့ဖြစ်တဲ့အတွက်ကျွန်တော် horse power 300ကျော်ထွက်တယ်အဲ့တော့ဒီဟုံကြီးဆိုရဲထုံးစံအတိုင်းကျွန်တော်တို့ဒီရှေ့ကဒီမီးတွေကျွန်တော်ဘောနဲ့မီးတွေကျွန်တော်ရှဲတွေအစဟိုတိတိတတာပေါ့နော်ရုပ်ထွက်တွေအစတည်တာတယ်ကျွန်တော် HID မီးတွေနဲ့တော့တည်တာ ဒါဘာမှတော့အဲ့လောက်ထိတော့ထူးခြားမရှိဘူး။ तू ကကျွန်တော် comfort နဲ့ delay ဆိုပြီးမှ2မျိုးလာတယ်။ဒီကောင်ကတော့9ယောက်စီပေါ့နော်။9ယောက်စီနဲ့9ယောက်စီနဲ့လာတယ်။တော်2မျိုးလာတယ်။ကျွန်တော်တို့ဈေးနှုန်းအဖြစ်တော့ကျွန်တော်တို့ဒီ2900အပေါ်နဲ့3000ပတ်ချလဲလောက်တော့ရှိတော့ပေါ့။ဘာ5 5 seater ဖြစ်သွားမယ်။အဲ48ပါတာမပါတာကွာသွားမယ်။အဲ့ဒါလေးပဲကွာတယ်။ပြီးတော့ तू က7 speed dual ဒီဘာခေါ်မလဲကျွန်တော်တို့ဒီ dual clutch နဲ့ DCD ပေါ့နော်။ DCD ဖြစ်တဲ့အတွက်စီစားလဲတက်တာတယ်။ အဲကျွန်တော်ကားပေါ်တက်လိုက်ပြီးဆက်နိုးပြီးတော့မှမောင်းကြည့်လိုက်တာနဲ့အဲဘယ်လိုပြောမလဲတိယုတ်ကဟာဆိုတဲ့ feeling ကိုသိမရအောင်ဘာလို့ဆို3.0 super channel ဆိုတော့တော်တော်လေးမောင်းလို့ကောင်းတာတွေ့ရတယ်အဲပြောမယ်ဆိုကျွန်တော်တို့ဒီ tire site တွေအစားကျွန်တော်16လမ်းမ site တွေတုံးပေးထားတယ်အဲအစမကီပိုစတာကတော့ပြောသေးရမလို့ပေါ့ NFC ကလည်းပါတယ်အဲပြီးရင် blind spot လည်းပါတယ်ပေါ့ကျွန်တော်အတွင်းကနေတစ်ချက်ဝင်ကြည့်ကြည့်အောင် အဲ့တော့ twin gun မှာလည်းကျွန်တော်တို့ဒါဘေးမှာလည်း diamond shape ဒီဘေး leather တွေထည့်ထားပြီးတယ် soft ကြီးပေါ့နော်ကျွန်တော်တို့ safety မော်မော်ကြီးဆိုလဲကျွန်တော်တို့1 2 3ပါမယ်အာဒီမှာ auto all auto ပါ window တွေပါမယ်ကျွန်တော်တို့ဒီနောက်ဖုံးမော်တာကတော့မဖြစ်မနေပါတော့ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ပြင်းဒီမှာကျွန်တော်စီစီဟာစီမော်တာပေါ့စီမော်တာကတော့ကျွန်တော်တို့ဒီအရှိထိုင်ကုန်ခါမီရဲ့ကျွန်တော်ဒီအနောက်မီရှေ့မီဆိုကျွန်တော်တို့6 6 way ပေါ့နော်အဲ့လောက်ပဲပါမယ် ဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်လည်းကျွန်တော်တို့အတွင်းမှာဆိုလဲ steering control ပေါ့ဆက်လို့ကြည့်ကြည့်အောင်တော်တော်လေးပူပါဗျာဟုတ်ကဲ့အဲ့ဒီမှာ sound sound system ဆိုလဲကျွန်တော်တို့ဒါ Bose system sound system ပေးထားတယ်အဲ speaker လဲ earbud လဲကျွန်တော်တို့အပြည့်ပဲပေါ့အရှိလုံးလားမသိပေးထားတယ်အဲ့တော့ တော့ဒီမှာ digital cluster selama digital cluster နဲ့အဲပြီးရင်ကျွန်တော် infotainment system ကျတော့ဒီ7လမပေါ့နော်7လမ7.3လမ infotainment system ပြီးရတယ်ဒီမှာကျွန်တော် wireless charger ပါမယ်ပြီးရင်ကျွန်တော်ဒီမှာဒီဘာပြောမလဲအခုလောလောဆယ်ကတော့ဟိုနေတအားပူနေတဲ့အတွက်ကျွန်တော်တို့ဒီ cluster cluster တော့ဖြစ်တယ်ဒီ aircon vent အဲ ပဲဟောပါ။ဟောဒီမှာပြီး။ဒါအဲကောခလုတ်တွေပေးထားတာပေါ့နော်ကျွန်တော်ဒီမှာ digital တွေနဲ့ပဲ touch man တွေနဲ့ပဲပေးထားတယ် physical button နဲ့ဆိုလို့ဒီ infotainment ကိုကျွန်တော်တို့သုံးတဲ့ဟာလောက်ပဲပေးထားမှာပေါ့အာ infotainment မှာကျတော့ကျွန်တော် physical button ပေးထားမယ်ပြီးရင်ကျွန်တော်တို့ဒီ camera ပေါ့ camera ရိုက်တဲ့ဟာလည်းဒီ360 camera ကလည်းဒီအရှိမပြထားတွေ့ရတယ်ပြီးရင်ကျွန်တော်ဒီ blind ဟိုပါဗော link keeping ဆိုလဲဒီမှာပေးရ physical pattern နဲ့ပဲဟိုဒါတော့ဒီ trick ပေါ့နော် trick ကိုကျွန်တော်တို့ researcher တွေဟာ physical pattern နဲ့ကျွန်တော်တို့ဒီ scanner ship ပေါ့အဲတခုတခုဟိုပါဗောနော်ပို့ပြီးတော့မှအာ lazery sand တဲ့ပုံစံမျိုးပောက်ချေရတာကျွန်တော်တို့ဒါခုဒီ steering ပေါ့နော် steering ကိုကျွန်တော် motor နဲ့ပေးထားတယ်အဲတော်တော်များများတရုတ်ကားတွေမှာတော်တော်များများမပါဘူးရှင်းပြောရင်ကျွန်တော်ဘလောက်ထိ grain မြင်ပါတယ်ပြောပြောတရုတ်ကားတွေမှာမပါတာများတယ် တော့ကျွန်တော်ဒီမှာကျွန်တော် auto hold ပေးထားတယ်ကျွန်တော်ဒီ mount နေမှုမှာလည်း eco ရဲ့ဒါ indi normal snow ဆိုပြီးမှဒီ mount နေမှုပုံစံကျွန်တော်10မျိုးထိပေးထားတယ်ဗောနော်ကျေမွှေရှင်မျိုးတွေပေးထားတွေ့ရတယ်ဒီမှာ eco ပဲမောင်းမလားကျွန်တော် individual မောင်းမလားကျွန်တော် normal smoke snow sand off road ဆိုပြီးပေးထားတယ်ပေါ့ပြီးရင်ဒီက all wheel ပေါ့နော် all wheel တွေအဲဒီမှာကျွန်တော်တို့ဒီဘာခေါ်မလဲကျွန်တော်တို့ဒီတွဲဖို့ပေါ့ပေါ့နော်ပေးထားရဲ့ ဒါတလက်တင်มาလဲပြေးတာလဲကျွန်တော်ဒီကျွန်းွက်တွေလဲတော်တော်လေးကိုလာတယ်ပြီးရင်ကျွန်တော်နောက်ထိုင်ထိုင်ကြည့်အောင်နောက်ထပ်ထိုင်ကြည့်အောင်ဆိုတော့အဲ့ဒီထိုင်ကုန်ထိုင်ကုန်တွေကလည်း Alucantra City နဲ့ကျွန်တော်လေတာပြောင်းပြန်သားပေါ့ဗျာထိုင်ရတာကျွန်တော် ease တယ်ပြောမယ်ဆိုရင်ထိုင်ရတာတော်တော်လေးကိုဘယ်လိုပြောမလဲ Lazarus Shine ပြောမှာပေါ့ဒါပေမဲ့အတွင်းကအမဲနဲ့ကိုကြိုက်တဲ့လူကတော့ မိုက်တယ်ဘာလို့ဆိုတော့အပေခံတာကိုကျွန်တော်ပင်ခံညောင်နဲ့ကြတော့နည်းနည်းလေးအပေမခံတာလေးလည်းတွေ့ရတာပေါ့ကျွန်တော်အနောက်မှာဆိုလေဒါနောက်မှာ wall speaker လည်းဒီမှာပေးထားတယ်ပြီးရင် out power window ရဲ့အဲကျွန်တော်တို့ဒီမှာဒါနောက်မှာပြီးဖို့ပေါ့နော်ကျွန်တော်တို့ sound ကတော့မဖြစ်မနေပေါ့ sound ကတော့မဖြစ်မနေပါတယ်ကျွန်တော်တို့ပြီးရင်သူကရန်ကုန်လိုက်ဆင်ရတယ်အဲ0 ဲ0ကီလိုဖြစ်မယ်ကျွန်တော်ဒီဆန်လူရဲ့ကလုတ်တွေကလည်းကျွန်တော်တို့ touch ကြီးနေယူရပြောမယ်ဆိုဒါမီးတွေကစား touch နေကျွန်တော် physical pattern မဟုတ်ဘူးပေါ့နော်ဒါပြင်ပြီးသွားလို့ရမယ်ဒီကောင်ကတော့ဟိုက touch နေမဟုတ်ဘူးဘောင်းနေဆိုလည်းကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအဲကြည့်လိုက်ရင် physical pattern လို့ပဲဒါပေမဲ့ touch နေကျွန်တော်တို့ဒါဟိုကလုတ်နေရတာမဟုတ်ဘူးထိလိုက်ရုံနဲ့ရပြီ okay ရလို့ ကျွန်တော်နောက်မှလည်းကျွန်တော် Acer 7 or 50DD ဆိုပြမပါတယ်အဲနောက်မှလည်းကျွန်တော်ဟုန်ကြီးတစိုက်ကြီးထည့်ထားပြီးတော့ခုနှစ်ယောက်စီးဆိုရင်တော့ကျွန်တော်တို့၄နဲ့ပါမယ်ပြီးရင်အနောက်မှာကျွန်တော်တို့ဒီခုံလန်လို့ရမှာပေါ့ပြီးရင်သူက Bose Speaker ကကျွန်တော်တို့ Bose Full Volume ရအနောက်မှာတလုံးပါမယ်မှာအောက်မှာကျွန်တော်ကျွန်တော်တို့ဒီ Spare Wheel ပေါ့ Spare Wheel တစ်ခုပေးထားလို့ရအနောက်ကရင်းလိုက်ကတော့ကျွန်တော်တို့ပါပြီးသားပဲတော်တော်များများတော့ဟိုတူကားဒီမှာတော့ အပူပီစီကိုပြန်ရောက်နေတဲ့ဘောရှိတယ်ဒီထဲမှာတော့အကုန်လုံးထည့်ထားပြီးတယ်ပြီးရင်ကျွန်တော်တို့ဒီခဏသူ့ရဲ့ suspension ကလည်းကျွန်တော်တို့ရှေ့ကိုအာဒါ visit နဲ့ပေါ့နော်3.0 visit နဲ့ပေးထားတာ visit engine ကိုထည့်ထားပြီးတယ်ကျွန်တော် off bike နေကြတော့ရှေ့ကိုကြတော့ အဲမက်ဖာဆန်နဲ့ပေးထားတယ်အနောက်ကိုကျတော့မာတီလင်းပေးထားတဲ့အတွက်တကယ်မောင်းကြည့်တဲ့အချိန်မှာကျွန်တော်တို့ကွေးတွေမှာလည်းကျွန်တော်တို့ရိန်းတာတို့ဘယ်လိုပြောဆွဲသွားတာနောက်ဆွဲသွားတာတို့မရှိဘူးတော်တော်လေးမိုက်တယ်ဒါ blind spot လေမောင်းကြည့်ပြီးတော့မှကျွန်တော်လည်း test ride ပထမဆုံးလုပ်ကြည့်ရဲ့အချိန်မှာဟာတော်တော်မောင်းလို့ကောင်းတာပဲဆိုပြီးတော့မှတွေ့တာပေါ့နော်ကျွန်တော်ဟုန်ကြီးကကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဒီ ASUS A7 A7 ဆိုကျွန်တော်ဆိုရင်တော့စလွန်ကားဝင်တယ်ပြီးရင် E2M5 ဆိုပြီးတော့မှ EV ဝင်တယ်ပြီးရင်ကျွန်တော်တို့ဒီအဲကျွန်တော်တို့ 8.5လာမသိဘူးအကောင်လည်းဝင်သေးတယ်ကျွန်တော်ရှိမှာ AO မှာ E2M5 ဆိုပြီး EV ဝင်နေပြီးတော့မှဒီ8.7ပြီးရင် H9 လာမသိကျွန်တော်တို့ဒီ9ယောက်စီးပေါ့နော် S MPV တိထပ်ဝင်နေအဲဒါအခုဆိုရင်ကျွန်တော်တို့ဈေးနှုန်းကကျွန်တော်တို့တော်တော်လေးကိုတန်တယ်ပြောရမှာဘာလို့လဲဆိုတော့အရင်တော့3000ကျော်4000နီးပါးလောက်ပေးတာနေမှာကျွန်တော်တို့ဒါအခု2850လောက်နဲ့ရောင်းပေးနေတာဆိုတော့ဈေးတော်တော်လေးတန်တယ်ပြောရမှာပေါ့နော်ကျန်တဲ့ တယောက်ကားတွေဆိုင်ဟုတ်ကြီးကပြောမှဆိုကျွန်တော်တယောက်ပြီမှာလဲအဲ brand ရလဲအဲတော်တော်လေးကိုညင်နေ high end brand တွေမှာပါတယ်ဗောဗျာပြောမှဆိုရင်ဒဲအတင်းအတွင်းငန်းထိုင်ပြီးတော့မှမောင်းကြီးလိုက်တာ ਨੇ အဲသူ့ရဲ့လက်စွပ်ကြီးကြလာမကြလာမောင်းရတဲ့ကျွန်တော်ဒီ VC ရဲ့အဲအရသာကျွန်တော်ကားသမားတော်တော်များများမှာအကြိုက်တွေ့စီရမယ်ဆိုကျွန်တော်အာမခံရဲ့အဲ့ဒါတော့အဲ့တော့ကျွန်တော်တို့ဒါဇီနိုမောပြောပြီးပြီဆိုတော့ကျွန်တော်တို့ဒီဟာတည်ကျင်တယ်ကြည်ကျင်တယ်ဆိုရင်ကျွန်တော်ဒီကားနဲ့ပတ်သက်လို့တည်ကျင်တယ်ဆိုရင်ကျွန်တော်အောက်က comment လေးမှာ like and share လုပ်ပြီးတော့မှ comment လေးမှာမေးသွားပေးပါကျေးဇူးများကြီးတင်ပါတယ်